မီတာ90ရှိတဲ့ရေကူးကံမှာရေတက်ကူးလို့လို့ပါအဲတညင်ကြတာအတက်ကလေးကိုလည်းဖြတ်ရင်းနဲ့တစ်ခါတိုက်ကြပါဦးတညင်ကြတာဘောကနေစင်မီညာဘက်ကွေးလိုက်တာနဲ့ Star City ဝင်းနဲ့ကိုရောက်ပါပြီကိုကိုပင်နေတန်းစီအောင်ဆိုက်ထားတဲ့ဒီလမ်းကိုတော့တော်တော်လေးသဘောကျပါတယ်မိုးကတော့ကြည့်ရတာကွက်ကြမိုးပဲဒီဘက်မှာတော့နေတော်တော်ပူ Star City Sport Club ထဲကိုဝင်ပါပြီဒီဘက်ချမ်းမှာတော့ဖူဆယ်ကွင်းရယ်တင်းနစ်ကွင်းရယ်တွေချီရတွေ့ရတယ်ပြီးတော့ဒါကတော့အဲ car parking ဖြစ်ပါတယ် ကြရအခုဒီအောက်တိုဘာလောက်ကမှာ Titanium Boy Star City ရလုံးမှာ get register ပြီးဟာဒီမှာ10 times ရေကူးကံဝင်ရေကူးဖို့အတွက်ဖတ်စီရတယ်။ဒီဒါ first time ထမုံဆုံးလာတာအဲ့တော့အထဲမှာဘယ်လိုမျိုးဟို register လောက်ရလဲ၊ဘာကြီးပြပြီးတော့အထဲဝင်လို့ရလဲဆိုတာ gain နဲ့အတူလိုက်ကြည့်ပါဦးနော်။ please. Thank you. တာကပကင်ဖနာရခဲ့လာ။အမ်ချဲမာတာဝင်လာရင်ဒီလိုပုံစံမှာခုနကတော့ကေ registration ကတော့ Triathlon ပွဲအတွက် register လုပ်ထားရတယ်။ရေကူတာ training license လို့ပါလို့ပြောလိုက်တဲ့ချင်း။ကိနံပါတ်ရယ် bit number ရယ်အဲဘာ category အမျိုးအစားဝင်ပြိုင်တာလဲရယ်ဘယ်နှစ်ယောက်ပြိုင်ရယ်အချိန်ဝင်တဲ့ check in time ပေါ့နော်။အဲ့လေးရေးခိုင်းပြရတယ်။ကြားပါပြီဆိုပြောထားတာလေ။အကေချဲရောက်နေပါပြီ။ ချဲထဲမှာဆက်ချပြပါအောင်။ဟိုဒါကခဲတဲ့ဝင်ရင်ညာဘက်အချမ်းမှာအာဘတ်စကတ်ဘောရှိရဲစက်တောင်းနေလဲရိုက်တယ်။အော်ပြန်ပွဲရှိရတယ်။ Okay. ဒီဒီကတော့ changing room ပေါ့နော် KB ဒီထဲမှာဒါမင်းကလေးအဆောင်ဆိုမင်းကလေးအဆောင်ဘက်ကိုသွားမယ်။တက်တက်သွားမယ်။အရင်ထိုးလေးအရင်လောက်လိုက်မယ်နော်။ခွိထိုးပေါ့။အဲဒါကရေဦးကန်တခန်ရှိမယ်။ ရေဘူးကဘယ်လောက်နဲ့လဲဆိုတော့အော်၄ပေပဲတဲ့โอเคဒီကရေတော့ဖြေလာအချင်းမရှိ water tap ရှိဆိုရေရလာခဲ့အဲဒီနေ့က training session ဆိုတော့ဒီတင်လာပစ္စည်းလေးနဲ့မိတ်ဆက်ပေးမယ်ဒီဟိုတနေ့ကတော့အာ ရေကူးပစ္စည်းဆိုင်ကနေပြီးတော့မှွေပြီးတော့ဝင်လာတာရှိရဲ။ဒါရေကူးဖို့အတွက် training ဆင်းမယ်ဆိုပြီးတော့အကိတ်ဒီချင်းောင်းလေးရဲ့မှာဟောပစ္စည်းပေးလဲဆိုတော့ပြမယ်နော်။လည်းရက်ကိုထွက်ထားရတော့တစုံတော့เนาะဒါလက်ကိုဒီလိုထိုးထက်ထိုးထက်ပြီးတော့ဒီလိုထိုးထက်ပြီးဒီလိုမျိုးပေါ့เนาะအဲ့ဒါပြန်နည်းနည်း adjust လုပ်လိုက်ရောတရေထဲမှာကျတော့ဒါကပါဝင်ပေါ့เนาะလက်ဆွဲအား ကိုပြောကျင်တဲ့ဟာပေါ့ဆိုတာတစ်ခုကိုဝယ်ထားတယ်။နောက်တစ်ခုကကျတော့အဲဒီဟာဒီဟာလေးဝယ်ထားဒီဟာကတော့ဒီမှာတွေ့တာဒီလိုဒီလိုရှိရပေါ့နော်။အဲ့တော့ဒီလိုအကြီးပိုင်းကိုဒီလိုညက်တဲ့အခါကျရင်ဒီအရှိကိုပေါ့။ဒီလိုမျိုးအောင်ချားလေးကိုဟုတ်ကဲ့ဒီအရှိပိုင်းကိုအောက်ကို ီအောက်ကိုစိုက်တဲ့ဟာကိုညက်ပါအဲ့ဒါလေးတော့ဆိုင်ရရှင်းပြလိုက်တယ်အဲ့ဒီဟာလေးဒါကိုညက်ပြီးတော့ခြေောက်ခတ်တာလို့လက်စွဲရလို့ဆိုလို့ရှိရင်အဲ့ခြေောက်မခတ်ဘူးဒါကိုညက်ပြီးတော့လက်စွဲအားပူကောင်းတယ်အဲ့ဒီဟုတ်ကဲ့လက်စွဲအားတော့ဝင်ခဲ့တယ်ဒီတင်ခြေောက်နဲ့မှပါတာအုပ်ထုတ်ပါတယ်နောက်ပြန်မျက်နှာပါတယ်နောက်ပြီးတော့အနေချက်ပါတယ်အဲ့ဒါကတော့ခုရှိရတဲ့ခုရောက်သွားတဲ့ခုပေါ့ဗျာ။ဒါကခြေထဲမှာပါတယ်။နောက်တစ်ခုကဆက်ခွန်ပါတယ်။ နောက်တစ်ခုကသခန်းနေပါတယ်နောက်တစ်ခုကကြတော့ဒီ coffee ပါပါတယ်ဒီ coffee black coffee လေးပါပါတယ်အဲ့တော့ဒီကတော့လောစရေးပြီးပြီးတယ်နောက်မိနစ်20လောက်နေမှာဆင်းတဲ့ခါကျရေးမှတစ်ခါလောက်ရပါမယ်အခုရေးဥတော့မယ် ရေမကူးဟေကေ warm up လုပ်မယ်ပြီးရင် shower မှာရေအရင်ချိုးမယ်ချိုးပြီးတော့မှကေရေကူးမယ်ဒီနေ့ရေကူးတာကကေက training PC လေးပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကေလက်ဆွဲမယ်လက်ရည်ပဲဆွဲမယ်အခေါက်30အခေါက်30ဆိုမီတာ1000ကျော်1400လောက်ရှိမှာပေါ့နော်အခေါက်30ငါဒါက50မီတာဆို1500လောက်ရှိမယ်အဲမီတာ1500လောက်ရှိမယ်ဆိုတော့ okay let's do it ုရေကူးပြသပါပြီရေကူးတဲ့အချိန်မှာအတွေ့အကြုံကြပြပါဆိုလို့ရှိရင်အခုလိုမျိုးပြိုင်ပွဲရှိရစကူပြိုင်ပွဲဝင်မဲ့ရေကူးကံလို့ဒီကြောင်နေရာမှာအကူးချက်မှာအဲ့အာမှာကံနဲ့ကြင်တာရနေပြီရှင်းပြီးမှာပေါ့နော်ပြီးဆိုလို့ရှိရင်အခုဘယ်လိုဖြစ်လဲဆိုတော့အဲ ကိုကိုင်းရေကူတဲ့မှာကြည်ရရေကူနေကြတာဒါပေမဲ့အဲဒီကံကအတိဖြစ်တဲ့ပြတ်ကြသိစေချင်မှာဝေးနေလို့ခံစားရတယ်အေးတကယ်လည်းဝေးပါတယ်ကိုကိုင်းမှာ33မီတာရှိရဲအခုဒီမှာကတော့မီတာ90ရှိရပေါ့နော်အဲကိတော့ပိုဝေးနေဆိုအခုလိုမျိုးကူလိုက်တဲ့ခါကျကံနဲ့ရင်းမိတာလည်းဖြစ်တယ်တကယ်ပြန်ပွင့်နေကြလို့ရှင်ကိုမပင်မန်းတော့ဘူးပေါ့နော်အဲ့တော့လာကူးကြည့်တင်ပါတယ်ဗီဒီယိုလေးဒီမှာလည်းဆောက်တက်လိုက်ပါမယ်အားလုံးလည်း see you next video ပါတက်တာ